မြောက်ကိုရီးယားစစ်သားတွေရဲ့အကွက်ကြီးနဲ့ယူကရိန်းတပ်ဖွဲ့တွေထိန်းချုပ်ခဲ့တဲ့ရုရှားရဲ့ Gas Data ကိုရုရှားစစ်တပ်ကအလုံးစုံပြန်လည်သိမ်းပိုက်နိုင်ခဲ့တယ်လို့ရုရှားစစ်ဝစီချုပ် Valery Krasimov ကဧပြီ26ရက်ကပြောကြားခဲ့ပြီးယူကရိန်းနဲ့ဖြစ်ပွားနေတဲ့စစ်ပွဲမှာမြောက်ကိုရီးယားစစ်သားတွေပါဝင်နေမှုကိုဝန်ခံခဲ့ပါတယ်။ဒါ့ပြင်စစ်စင်ရေးအတွင်းပါဝင်ခဲ့ကြတဲ့မြောက်ကိုရီးယားစစ်သားတွေဟာယူကရိန်းတပ်ဖွဲ့တွေကိုအနိုင်တိုက်ခိုက်ရမှာကြီးမားတဲ့အကူအညီတွေပေးခဲ့ပြီးမြောက်ကိုရီးယားစစ်သားတွေရဲ့သုရသက်တွေကို ဂရာစီမော့ကချီးကျူးခဲ့ပါတယ်။ဒါပေမဲ့ဂရာစီမော့ရဲ့ညင်ညာချက်ထွက်ပေါ်ပြီးမကြမီအချိန်အတွင်းမှာပဲယူကရိန်းစစ်တပ်ကကတ်ဒေတာမှာယူကရိန်းတပ်ဖွဲ့တွေကိုမောင်းထုတ်နိုင်ခဲ့တယ်ဆိုတဲ့ရုရှားရဲ့ပြောဆိုချက်ကိုညှင်းဆိုခဲ့ပါတယ်။ကတ်ဒေတာမှာရှိတဲ့ယူကရိန်းစစ်သားတွေကိုအနိုင်ယူနိုင်ခဲ့တယ်ဆိုတဲ့ရန်သူခေါင်းဆောင်တွေရဲ့ပြောကြားချက်ဟာဝါရဖြန့်မှုသာဖြစ်ကြောင်းယူကရိန်းစစ်တပ်ကပြောပါရတယ်။ မြေတုံးပင်ဆိုစဉ်ကတ်ဒေတာမှာဖြစ်ပွားနေတဲ့စစ်မြေပြင်အခြေအနေဟာယူကရိန်းတပ်ဖွဲ့တွေအတွက်ခက်ခဲနေကြောင်းနဲ့ယူကရိန်းတပ်ဖွဲ့တွေဟာသိမ်းပိုက်ထားတဲ့နေရာတွေမှာပဲတက်ဆွဲထားဆဲဖြစ်ကြောင်းယူကရိန်းစစ်ဦးစီးချုပ်အိုလန်ဇန်ဒါဆူစကီကပြောပါတယ်။ဒါပြင်ယူကရိန်းစစ်တပ်ဟာရုရှားရဲ့တခြားနယ်စပ်ဒေသဖြစ်တဲ့ဘဲဂိုရော့မြို့ရဲ့တချို့နေရာဒေသတွေမှာလည်းစစ်စင်ရေးတွေကိုဆက်လက်ပြုလုပ်နေတယ်လို့ယူကရိန်းစစ်တပ်ကပြောကြားခဲ့ပါတယ်။